အော့စုဆိုတာတော့ဒီကောင်မှာပဲ Ryzen 7ကို9800 HS series နဲ့လာတာဖြစ်ပါတယ် series မြင်ပါတယ် series ကောင်းပါတယ်ဗျကန်ရတာတော့တိတိလေးလေးဖြစ်တယ်ဘေးပေါင်လေးတွေကမြင်တဲ့အချိန်ပဲအပေါ်ပေါင်းအဆက်ကျင်းတာကိုမြင်ရမယ်ဒီမှာဆိုလို့ရှိရင် narrow bezel မှာကျွန်တော်ဒီအပေါ်ပေါင်းအကျင်းလေးမှာမှာ privacy နဲ့ဝက်ကန်လေးပါလာတာပဲဖြစ်ပါတယ်အဲနမကီးလေးတွေပါမယ်အထာကြက်ကြက်ကျွန်တော်နံပါတ်များများရရတဲ့ customer အကြိုက်ဖြစ်ပါလိမ့်မယ်ဗျ ဘော်ဒီဘိုင်းကစစ်စစ်လစ်လစ်နဲ့တကယ်ကိုစစ်လစ်နေတဲ့ဒီဇိုင်းမာကျောနေတဲ့ဒီဇိုင်းကိုခန်းစားရမှာပါဘေးမှာဆိုလို့ရှိရင်တော့ဟက်ဖုန်းကြက်ပါမယ် USB အဲတိုက်စီပါမယ် USB ပေါ့တွေပါမယ် HDMI နဲ့ဒီဘက်အသွင်းနဲ့ပေါ့ဒီဘက်မှာဆိုလို့ရှိရင်တော့ USB ပေါ့ဒါပါပဲအယူရှင်းဆုံးပဲရောက်ပါတယ်16လောက်မှမျက်နှာပြင်ဖြစ်ပါတယ်16လောက်မှမျက်နှာပြင်မှာမှာ Full HD display တုံးလာတဲ့အတွက်ကြောင့်မလို့ကြည်တောက်ရှင်းအားရပါရလုံးဝအားရကြီးတုံးရမှာ ဖြစ်ပါတယ်ဗျအဲ့ဒါတော့ Asus ပဲဖြစ်ပါတယ် ဒီဇိုင်းမိုင်အော့စုဆိုတဲ့အတိုင်းပဲကျွန်တော်ဒီဇိုင်းမိုင်းလေးတွေလည်းခက်ကြစ်ကြစ်ခက်မမိုက်လေးတုံးထားတဲ့အော့စု vivo ဘုတ်တွေပဲဖြစ်ပါတယ်ဗျ180ဒီဂရီချိုးချလိုက်လို့ရတဲ့အော့စုကတော့အဲမြင်ရတဲ့အတိုင်းပဲကြိုက်မယ်လို့မျှော်လင့်ပါတယ်ဈေးနှုန်းကတော့18သိန်း9000ဖြစ်ပါတယ်ဗျ RAM ကတော့8 GB ပါ8 GB မှာမှ1 slot free ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် RAM လေး upgrade ထပ်လုပ်လို့ရအောင်ပဲ SSD ရော512ဆိုတော့တော်တော်လေးမိုက်နေတဲ့ storage အနေထားပဲဖြစ်ပါတယ်ဒါလေးကတော့ဈေးနှုန်းကတော့18သိန်း9000ဖြစ်ပါတယ်ဗျာ အဲ radio graphic လည်းပါအောင်မယ်ဗျ16လက်မထဲမှာတော့ full hd နဲ့လုံးဝခက်မမိုက်သုံးနေတဲ့ဈေးလည်းမရွေးဘူးဆိုလို့ရှိရင်တော့ osu vivo book က18သိန်း9000နဲ့ယူပါတကယ်မိုက်ပါတယ်တကယ်အသုံးတည့်တဲ့ vivo book တွေဖြစ်ပါတယ်လုံးဝသုံးတည့်ပြီးတော့ design ဘိုင်းရော performance ဘိုင်းရောလုံးဝမိုက်နေတဲ့ vivo book တွေဖြစ်ပါတယ် hs series ဖြစ်တဲ့ကြောင့်မို့ series ကောင်းတယ်မာမယ် performance ကောင်းကောင်းသုံးရမှာပဲဖြစ်ပါတယ်18သိန်း9000ဖြစ်ပါတယ်နော်ကျေးဇူးတင်ပါတယ်